မင်္ဂလာပါဒီနေ့ကတော့ကျဲမာရေးကိုထိခိုက်စေနိုင်တဲ့အစားအစာ၁၀မျိုးကို ပြောပြပေးပါမယ်နံပါတ်၁ကတော့ကျွန်တော်တို့ process meat လို့ခေါ်တယ်အသင့်လုပ်ထားတဲ့အသားတွေအဲ့မှာ bacon ပါမယ်ကျွန်တော်တို့ ham တွေပါမယ်သူကတော့ကျွန်တော်တို့ chemical တွေပါမယ်သူ့မှာကျွန်တော်တို့ calorie တွေများတယ်အဲ့အတွက်စားပါများရင်ကျွန်တော်တို့ weight တက်မယ် cholesterol တက်မယ်ကျွန်တော်တို့စီးချိုသွေးချိုတွေဖြစ်နိုင်တယ် နှလုံးယောဂါကြီးဖြစ်နိုင်တယ်။ဒါကတော့အစားအသောက်အစားအစာနံပါတ်1ကကျွန်တော် process meat လို့ခေါ်တဲ့အသင့်လုပ်တဲ့အသား။အစားအစာနံပါတ်2ကတော့အားလုံးလည်းသိပြီးသားဖြစ်မယ် french fry ။ french fry ကကျွန်တော်တို့အာလူးချောင်းကြော်လေးတွေကကျွန်တော်တို့က C C များတယ်စားတတ်များတယ်။အဲ့ကမှသူလဲဝိတ်သက်စေတယ်၊သွေးသွူးတွေပါတွေဖြစ်နိုင်တယ်။တချို့နှလုံးယောဂါကြီးဖြစ်တာမျိုးဖြစ်နိုင်တယ်။ဒါကတော့ကျွန်တော်တို့ကအစားအသောက်နံပါတ်1 french fry ။ အစားအသောက်နံပါတ်3ကတော့ဘာဂါဘာဂါကတော့ကျွန်တော်တို့ကကလိုရီဓာတ်များတဲ့အစားအသောက်ထဲမှာ ပါတယ်အဝလွန်ယောဂကို ဖြစ်စေတယ်ဒါအစားအသောက်နံပါတ်3ဘာဂါအစားအသောက်နံပါတ်4ကတော့ပိုတေတိုချစ်ပိုတေတိုချစ်ဆိုတာကျွန်တော်တို့ကအာလူးကြော်အထုပ်လေးတွေပေါ့အာလူးကြော်အထုပ်မှာလဲဒီလိုပဲကျွန်တော်တို့ကစားအချိုဓာတ်တွေပါတယ်စားတွေပါမယ်ကျွန်တော်တို့အစီဓာတ်တွေများမယ်စားပါများရင် ကျွန်တော်တို့ကလိုရီတွေတက်လာမယ်ဝိတ်တက်လာမယ်အဲ့ကမှကိုလက်စတောတွေတက်လာမယ်အဲ့ကမှနှလုံးသွေးကြောကျင်းတာတို့စီးချိုသွေးချိုတိဖြစ်နိုင်တယ်ဒါကတော့အစားအသောက်နံပါတ်၄ပိုတေတို ချစ်ပါအစားအသောက်နံပါတ်5ကတော့အစားအစာနံပါတ်5ကတော့ကျွန်တော်တို့က snack food တွေ snack food မှာကျွန်တော်တို့က cracker ပါတယ် cookie ပါတယ်ဒီမှာကတော့ကျွန်တော်တို့က cracker နဲ့ cookie อ่ะတချို့ cookie တွေကတော့တကြားမပါတာမျိုးဆိုရင်တော့ ဒါအဆင်ပြေတယ်တော်တော်များများကတော့ခရက်ကာနဲ့ကူကီးမှာတော့ကျွန်တော်တို့ကတကြားဓာတ်တွေအများဆုံးပါတယ်အဲ့တော့အဲ့တကြားဓာတ်ကနေပြီးတော့စားပါအများရင်ကျွန်တော်တို့ကစီးချိုသွေးချိုဖြစ်နိုင်တယ်ဒါကတော့အစားအစာနံပါတ်5ကျွန်တော်တို့ snack food လို့ခေါ်တာပေါ့နော်အစားအစာနံပါတ်6အစားအစာနံပါတ်6ကတော့ကျွန်တော်တို့ကပေါင်မုတ်အချောပေါင်မုတ်အချောပေါင်မုတ်အချောမှာကျွန်တော်ပေါင်မုတ်အကျန်းကတော့အကျန်းမကြီးတူကောင်းတယ် ပေါင်မုတ်အချောကကျွန်တော်တို့တကြားဓာတ်နဲ့ဂစီဓာတ်များတယ်ပြီးတော့စီးကတ်တယ်အဲ့ကမှသူကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီသွားဘက်မှာဆိုရင်တော့ကျွန်တော်တို့ကသွားပိုးစားတာကိုဖြစ်စေတယ်ဒီကျွန်တော်တို့ခန္ဓာကိုယ်ပိုင်းဆိုရင်တော့ကျွန်တော်တို့ကအချိုဓာတ်နဲ့ကျွန်တော်ဂစီဓာတ်များတဲ့အတွက်ကယ်လိုရီတက်တယ်ဝိတ်တက်လာမယ်ကျွန်တော်တို့အဝလွန်ယောဂါတွေဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ကအစားအသောက်နံပါတ်6က white bread white bread ရဲ့ အစားအသောက်နံပါတ်9အစားအသောက်နံပါတ်9ကတော့ကျွန်တော်တို့ကဒိုနတ်တွေဒိုနတ်မှာကတော့ကျွန်တော်တို့ကတကြားထက်အများဆုံးပါဝင်နေအဲ့တော့သူလည်းဒီတိုင်းပဲကျွန်တော်တို့ရဲ့အကျန်းမာကြီးမှာအဝလွန်ပြဿနာတွေဖြစ်နိုင်တယ်ဒါကတော့ဒိုနတ်ပေါ့နော်အစားအသောက်နံပါတ်8ကတော့ cheese တွေ cheese တွေ cheese တွေကတော့အချိုဓာတ်ရဲ့အဆီဓာတ်အများဆုံးပဲ fat အများဆုံးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအချိကအချိစားတာများရင်လေကျွန်တော်တို့က အဝလွန်တာ ဖြစ်တတ်တယ်ကျွန်တော်တို့ဝိတ်သက်တာတွေဖြစ်တတ်တယ်ကျွန်တော်တို့ကိုလက်စတောတက်မယ်ကြာရင်ကျွန်တော်တို့စီးချိုသွေးချိုနဲ့နှလုံးရောဂါနောက်ဆုံးလေဖြတ်တာတွေဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့အစားအသောက်နံပါတ်8 cheese အစားအသောက်နံပါတ်9အစားအသောက်နံပါတ်9ကတော့ကျွန်တော်တို့ဆိုဒါအချို့ရည်တွေဆိုဒါလည်းပါတယ်ကျွန်တော်တို့အချို့ရည်တွေလည်းပါတယ်အဲ့တော့ဒီဆိုတာနဲ့အချိုရည်ကလည်းကျွန်တော်တို့ကထုံးတဲ့အတိုင်းတခြားဓာတ်သွားစားထဲကများပြီးသားတခြားဓာတ်များတဲ့အတွက် ကျွန်တော်တို့ဒီကျမ်းမာရေးဘိုင်းမှာတော့ကျွန်တော်တို့ကကြာလာရင်စီးချိုသွေးချိုကျွန်တော်တို့အဝလွန်လာလေးတွေဖြစ်နိုင်တယ်ဒါကတော့အစားအသောက်နံပါတ်6အစားအသောက်နံပါတ်10ကတော့ကျွန်တော်တို့အေကူဟောအေကူဟောအေကူဟောကကျွန်တော်တို့ဒီဘက်ကျမ်းမာရေးအပိုင်းမှာတော့ကျွန်တော်တို့အသေးယောဂါကိုဖြစ်စေနိုင်တယ်ဒါကတော့ကျွန်တော်တို့အခုဒီကျမ်းမာရေးကိုထိကိုက်စေနိုင်တဲ့အစားအသောက်10မျိုးပါ အဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘူးတုဒတခုခုရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူးတုဒတခုခုရရှိသွားတယ်ဆိုရင်တော့အခုဗီဒီယိုလေးလည်းအောက်မှာ yes လို့မှတ်ခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ